အင်းစိန်မှာဆက်ဆံရေးတွေတိုးခဲ့ပြီးတော့ခုချိန်သူ့ကိုစိတ်ဆိုးသဝင်တိုးနေတဲ့တင်စာဝင်းကြော်ကြောင်ပြောလာတဲ့အောင်လားမြန်မာနိုင်ငံရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတော့တခုမဟုတ်တခုမရိုးရအောင်ပြဿနာပွဲပေါင်း16000ရှိနေတာပါမကြသေးခင်ကမှအင်းစိန်ထောင်မှာတူတူဖန်ခံခဲ့ရတဲ့အောင်အနဲ့တင်စာဝင်းကြော်တို့ဟာထောင်ထဲမှာရင်ဆက်ဆံရေးတွေပြောင်းလဲကာခုဆိုရင်တင်စာကသူ့ကိုမနာလို့ဖြစ်ကစိတ်ဆိုးနေရလို့ပြောလာတာကတော့အောင်လားပါ မြန်မာနိုင်ငံရဲ့ပူရီးသားတွေချက်တော့သဲကျော်ပဲလို့ဖြစ်တဲ့မမဲ့တင်စာမြန်မာရင်ကျေးမှုနဲ့မကညီတဲ့ဝက်စားတွေဝစ်စင်ခဲ့တာကြောင့်အင်းစိတ်တော်မှာသုံးနေဖန်စီထိသိခံခဲ့ရတာပါမင်းသမီးချော်တင်စာဝင်ကျော်ဟာရုပ်ရည်ချော်မောလာပါကခနာကိုကောက်ကြောင်းလာပါကျော်ရှင်းတာကြောင့်ယောက်ျားသားတွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာပါတင်စာဝင်ကျော်ကဆက်စီကြကြဘော်ရီတွေနဲ့ကျွန်ညာရိုက်ကူးပြီးတော့လူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆနိုင်ခဲ့တဲ့မင်းသမီးတို့ပါတင်စာဝင်ကျော်ဟာအကျဉ်းတောင်ထဲမှာဖန်စီထိသိခံရပေမဲ့ပြန်လည်လွတ်မြောက်လာတဲ့နောက်ပိုင်းမှာပြည်သက်ကြီးတွေရဲ့အားပေးနေသိမ့်မှုတွေနဲ့ချစ်ခင်အားပေးမှု တွေကိုဆက်လက်ပိုင်ဆိုင်ထားနိုင်တာပါ။မင်းသမီးချော်လေးတေစာဝင်းချော်ဟာအင်းစိန်ထောင်ထဲမှာပဲသူမရဲ့ရင်းနှီးချစ်ခင်ရတဲ့အစိုးရအောင်လာနဲ့အရင်ကထက်ပို့ပြီးတော့ရင်းနှီးခင်မိကြရတယ်လို့ပြောလာတာပါ။အစိုးရအောင်လာနဲ့မမက်တင်စာတို့ဟာဟိုရင်ကြီးကခင်မိကြတဲ့မိဆွေတွေဖြစ်ကြပြီးတော့အချစ်ချင်းကိုကြီးရိုင်းပင်းနေကြတဲ့အနုပညာမောင်နှမတွေပဲဖြစ်ပါရင်ပရိသတ်ကြီးတို့တည်ကြတဲ့အတိုင်းအောင်လာဟာအစိုးရမာလေးဝိုင်းစုခိုင်သိနဲ့ငွေတငယ်ချင်းလေးဖြစ်တယ်လို့လက်ထပ်ထားကြတဲ့ဇနီးမောင်နှမတွေပဲဖြစ်ပါရင်အောင်လာဝိုင်းစုခိုင်သိနဲ့6နှစ်9နှစ်နေပါအတူတူလက်တွဲခဲ့ကြတာပါ။ပြဿနာ ရီမတိုင်ခင်ကာလအစောပိုင်းတွေကအောင်လာနေဝိုင်းစုတို့ဟာအတူတရပျော်ရွှင်ရတဲ့အိမ်နောက်သေးဘဝလေးကိုတိဆောက်နိုင်ခဲ့ကြတာပါ။ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့အောင်လာဟာနှိရှိစွာလက်တွဲခဲ့တဲ့ဇနီးဖြစ်သူဝိုင်းစုခိုင်တရဲ့မျက်နှာကိုမှမထောက်ဘဲတောက်စားမှုရကမိမတကာနဲ့ပေါက်ပြန်ကဝိုင်းစုရှာသမ ्या ကိုထိုင်ပြုံးနေခဲ့တာပါ။ဒီကိစ္စတွေကိုအင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့အချိန်မှာတော့အောင်လာတရအရှက်တကွဲဖြစ်ကဝိုင်းစုရဲ့တနာစရာဘဝမှန်ကိုလည်းသိကုန်ကြတာပါ။ဒီလိုဆိုးသွဲနေတဲ့အောင်လာကတော့ထောင်ကားထွက်ပြီးနောက်ပိုင်းမှာတော့ဝိုင်းစုနဲ့ပြီးသက်ကွာရှင်းပြန်ဆဲလိုက်ပါပြီ။ ထောင်ကားထွက်ပြီးမကြခင်မှာပဲအောင်လာတယောက်ပါတီပွဲတပွဲကျင်းပပြီးတော့မမက်တင်စာကိုလည်းဖိတ်ကြားခဲ့တာပါမမက်တင်စာကလည်းခင်မင်းရှင်းနေရတဲ့အောင်လာရဲ့ပွဲကိုဦးစားပေးကလာရောက်တက်ရောက်ခဲ့တာကိုတွေ့ကြရမှာပါပါတီပွဲမှာတော့တင်စာဝင်းကျော်နဲ့အောင်လာတို့ဟာ အရင်ကထက်ပိုပြီးတော့ရင်းနှီးချောင်းပြနေတာမလို့ပရိသတ်တွေကမတင်ကားဖြစ်လာရပါတော့တယ်။အခုချိန်မှာတော့တင်စာဝင်ကျော်နဲ့အောင်လာတို့နှစ်ယောက်စလုံးဟာချစ်သူမရှိသေးတဲ့ဆင်ကယ်တွေဖြစ်နေကြတာပါ။အဲဒါကြောင့်အောင်လာနဲ့မမတ်တင်စာတို့ရဲ့ချင်းတွေကိုကြည့်ကအချို့ဟာချစ်သူတွေဖြစ်ကြတော့မလား။ဝိုင်းစုနေရာမှာတင်စာဝင်ကျော်ကိုစားထိုးတော့မလားဆိုပြီးတော့တွေးပို့နေကြပါပြီ။အချို့ပရိသတ်တွေကတော့တင်စာဝင်ကျော်နဲ့အောင်လာကိုဒီလိုတပူပူတွဲဖြစ်နေတာကိုလုံးဝသဘောမတူတဲ့သူတွေရှိကြပါတယ်။ဗီဒီယိုကဆုံးတီချီချွာပေးခဲ့ကြတဲ့ပရိသတ်တွေကရောအချစ်တော်မမတ်တင်စာနဲ့အောင်လာတို့ရဲ့တာမန်ထက်ပေါ်တဲ့ဆက်ဆံရေး ကြီးကိုမိမိတို့ရဲ့အမြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။အာဘိနဆင်ခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ဆယ်လီတင်နုပညာရှင်ရဲ့တည်နေတဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေချပါပါနဲ့အောင်ရှင်။အာဘိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။